ပခုတ်ကူမြို့နယ်မှာကြောက်ခွက်လက်ပံသူရေနံမြေကနေတွေ့တန်းထားတဲ့ရေနံပိုက်လိုင်းပေါက်ပြီးရေနံတွေထွက်ကြနေပါတယ်။ဥမျက်နိုင်သတင်းပေးပို့ထားပါတယ်ခင်ဗျာ။အခုအဂေါလာ28ရက်နေ့ကပခုတ်ကူမြို့နယ်ကံမမြို့မှာကြောက်ခွက်ရေလက်ပံတို့ရေနံမြေကနေအရာတော်ရေနံမြေကိုတွေ့တန်းထားတဲ့ရေနံပိုက်လိုင်းမှာ၄နေရာ၆ပေါက်ပေါက်ခဲ့ပါတယ်။ပိုက်လိုင်းတွင်ရေနံတွေရှန်တက်လာတာကြောင့်အန်ဒီအဖြစ်မှာဆိုးတာကြောင့်ဒေသခံတွေကသက်ဆိုင်ရာဌာနတွေကိုအကြောင်းကြားခဲ့ရတယ်လို့သိရပါတယ်။ စ်ဖြစ်ခြင်းပိုင်လိုင်းပေါက်ပြီဆိုတာနဲ့တရက်ကွယ်လုံးကျွန်တော်တို့တန်80နဲ့လိုက်អော်ပြီးတော့မီးတွေညှိတက်ခိုင်းလိုက်တယ်။လျှက်စမီဖြတ်တောက်ထားလိုက်တယ်။အဲ့ဒါပြီးရင်ကျွန်တော်တို့ဒီနေရာမှာလူတွေလုံးကအဝင်ထွက်နဲ့လုံးဝအလုံးလုံးတဲ့လူကလွှဲပြီးတော့ကျန်တဲ့ကလေးတွေဟိုမြို့သူတွေရန်တက်ရှိနေတဲ့လူတွေကျွန်တော်တားထားတယ်။တားထားပြီးတော့ဟိုအဆင့်ချင်းကျွန်တော်တို့ဒရင်ပို့တယ်မြို့နယ်အုပ်ချုပ်ရေးမှုမြို့အုပ်ချုပ်ရေးမှုကျွန်တော်တို့ခိုင်လှမ်းပြီးတော့ဒရင်ပို့တယ်ဒရင်ပို့ပြီးတော့ဟိုမြို့နယ်မိသားဒီကမ္ဘာမိသားပေါ်လူတွေရောက်လာပါရဲ့ရက်တက်ဖွဲ့လေးရောက်လာတယ်။ရောက်လာပြီးတော့ကျွန်တော်တို့အခုအချိန်လေးကတော့စိုးရိမ်စရာမရှိတော့ပါဘူး။ ဒီနံပါတ်လိုက်ပေါ့ချို့ကမြို့တွင်းရက်ွက်လူနေအိမ်အချို့မှာပေါက်ခဲ့ပြီးမင်းနဲ့၈နာရီလောက်ကတည်းကပေါက်ခဲ့တာလို့သိရပါတယ်။သက်ဆိုင်ရာမိသက်တပ်ဖွဲ့ဝင်တွေကမိဘအန်ဒီရမရှိသေးဖို့ကြိုတင်ကာကွယ်မှုတွေလုပ်နေပါတယ်။ကျွန်တော်ဒီမြင်းတိုက်ရင်တစည်းကျွန်တော်ရေတိုင်ရင်တစည်းနဲ့တပ်ဖွဲ့ဝင်ကျွန်တော်ဘာဝင်တပ်ဖွဲ့ဝင်တပ်ဖွဲ့ဝင်73တောင်းဟိုဖြတ်တာပါလေ။ဟောတဲ့လုံချုံရဲ့ကျွန်တော်တောင်းချတာဖြစ်ဒီမှရှိတဲ့မြင်းနဲ့ပေါက်နေတဲ့နေရာ နှစ်နေရာကိုကျွန်တော်တို့ကဖုံးစဲရင်လည်းကျွန်တော်တို့ပတ်ဖြန်းပြီးဖြစ်ပါတယ်။ဒီပဲစိတ်ကြတဲ့ချင်းကျတော့ကျွန်တော်တို့ဖုံးစဲရင်လည်းကျွန်တော်ပတ်ဖြန်းလာတဲ့အခါကျတော့ကျွန်တော်တို့အာတော့စိတ်ကြတယ်လို့ပြောနိုင်ပါတယ်။ပဝင်းချင်းဒေတာကန်တွေကတော့ဒါငလျင်ကြောင့်ဖြစ်တာဖြစ်နိုင်တယ်လို့သုံးသပ်နေကြပြီးသက်ဆိုင်ရာရေနံမြေတာဝန်ရှိသူတွေကတော့သတင်းထုတ်ပြန်ခြင်းမရှိပါဘူး။ကုန်ခဲ့တဲ့2020ခုနှစ်ကခုရေနံပတ်လိုင်းကပဲရေနံပတ်လိုင်းပေါက်ထွက်ရာကနေဒေတာကန်တွေရေနံခတ်ရင်မီးလောင်မှုဖြစ်တာ ဒေသခံယာနဲ့ချီမီးလောင်သေဆုံးမှုဖြစ်ခဲ့ဘူးပါတယ်ကျွန်တော်မြင့်နိုင်သတင်းပေးပို့ထားတာပါ